ါကတော့ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီးအကယ်ဒမီဦးထွန်းလိုင်ဖြစ်ပါတယ်အသက်ကတော့62နှစ်ပေါ့နင်ကိုနေတုံးကနေပြီးတော့ကျွန်တော်တို့လှူဒန်းတဲ့ပတ်စံမှာဆရာဆရာကိုလည်းအချိုးကြလေးကျွန်တော်တို့ကအဲနှစ်သိန်းနဲ့6500လာပြီးလှူပါတယ်ဆရာပေါင်958ခုနှစ်မှာအရင်ဆုံးအကယ်ဒမီစုဓာတ်ပုံအကယ်ဒမီစုကိုရသွားပါတယ်ဟုတ်တယ်ဓာတ်ပုံအကယ်ဒမီစုကတော့ပထမဆုံးပေါ့ကျွန်တော်ဆရာကြီးက ော်သူတို့အဖိုးကျော်သူအဖေရဲ့အဖေလက်ထက်ကဟုတ်တယ်ဥစ်စ်မောင်ဆိုတာအဲသူတို့လက်ထက်တရားအကားတော့မကြီးနိုင်တော့ဘူးအများကြီးပေါ့နော်အများကြီးပဲအမျိုးသားတိုးတက်ရေးစတီထောင်နေကွာအဘာအရင်မှာစရောက်လာတာပဲ ါကတော့ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီးအကယ်ဒမီဦးထွန်းလိုင်ဖြစ်ပါတယ်အသက်ကတော့62နှစ်ပေါ့ဟင်ကျွန်တော်တို့လာပြီးတော့ကိုနေတော့နေပြီးတော့ကျွန်တော်တို့လှူဒန်းတဲ့ပတ်စံမှာဆရာဆရာကိုလည်းအချိုးကြလေးကျွန်တော်တို့ကအဲနှစ်သိန်းနဲ့6500လာပြီးလှူပါတယ်ဆရာအောင်အဲကျွန်တော်တို့ဆရာကြီးကဆို1958ခုနှစ်မှာအရင်ဆုံးအကယ်ဒမီစုကိုဓာတ်ပုံအကယ်ဒမီစုကိုရသွားပါတယ်ဟုတ်တယ်ဓာတ်ပုံအကယ်ဒမီစုကတော့ပထမဆုံးပေါ့ကျွန်တော်တို့ဆရာကြီးက59နော် ဟုတ်ကဲ့ဟုတ်ကဲ့မန္တလေးရောက်ရှင်ရပါဟုတ်ကဲ့ဟိုကဓာတ်ပုံပြညာစာအုပ်တွေလည်းရေးတယ်ဟိုဆရာအများကြီးရေးခဲ့ပါတယ်ဓာတ်ပုံဟိုကျွန်တော်တို့ရုပ်ရှင်ဓာတ်ပုံအကျိုးပြုတွေပေါ့တပည့်အများကြီးကလည်းအဲ့ဒီစာအုပ်တွေလေ့လာပြီးတော့ကျွန်တော်တို့ရိုက်ခဲ့ရပါတယ်အဲ့ဒါတွေကတော့ဆရာရိုက်ခဲ့တဲ့ကားတွေကတော့ကိုးကား၁၀ကားတော့ရှိမယ်ထင်တယ်ဘာလို့လဲဆိုတော့ तू ကအဲ့ရကနေပြီးတော့ရိုက်ပြီးတော့ तू ကစာပေတွေရေးတဲ့အဘက်ကိုပါသွားတာပေါ့ ုံးဟိုလာပြီးတော့သင်ပေးတာတော့အမေရိကန်တပ်ဖွဲ့ပညာရှင်ကြီးပေါ့ဒီကိုလတ်ဟိုသာသာသင်ပေးတာဘာမှပြီမှာပါနာသင်ပေးတာအဲ့ဒီမှာဒီဓာတ်ပုံသင်တန်းတက်ပြီးတော့ရုပ်ရှင်ရဟုတ်တယ်ဓာတ်ပုံသင်တန်းတက်ပြီးတော့သူကရုပ်ရှင်ရိုက်တာပေါ့နော်ရုပ်ရှင်ရိုက်ပြီးတော့မြန်မာပြည်ရဲ့ပြောင်းအောင်ဆိုဓာတ်ပုံပညာရှင်အကယ်ဒမီစုရှင်ဖြစ်လာတာဟုတ်တယ် ဆက်ယူကြောပါလားဆိုင်ဟုတ်တယ်ကျမ်းမရလဲကဲနေဟိုရက်ဖြစ်တာပေါ့နော်ဟိုအနေမှာဝင်းအေဒီဘိုင်ကအပါဖိုက်ခောက်ထားတာဟုတ်ပါ ိုက်ပေါက်ညာနဲ့ရောက်နေပိုက်ပေါက်ထားပြီးတော့ဝင်းရအထီကသွားတယ်9နှစ်ကျော်ပါပြီအဲ့ဒါကတော့ဟိုတည်းရပဲတော့ဝယ်ရလေဇီရိုတကူကိုခွန်းထောင်းဆိုတော့တလဟို6900ကုန်တာပေါ့နော်တလ900ကုန်တာอืมအဲ့လောက်ကုန်တာပေါ့နော်အဲ့ကြာမှရတာပဲနောက်တော့တူရတော့လောက်မို့တွေးလို့လေးပါလေးနဲ့တပါရှိရတော့ဆေးဆရာနဲ့ပြပြီးတော့ဒါနေရတာပေါ့နော် နှစ်သိန်းပြီပေါ့နော်ကိုနေတိုးကဒါသူ့ဟောတာကိုကျွန်တော်တို့ကလိုက်ပြီးတော့ဟုတ်ပြီ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 နှစ်သိန်းကြီးအားလုံးကြာမှာချမ်းသာပါစေဟိုရလူလူရော လူတဲ့လူရောအားလုံးကျူဆောင်နေရောစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေအဲ့ဒါပြုံးပြီးပေါင်းရပေါင်းနေလေကင်းစင်လွတ်ပြောက်ပါစေအစီတံပတ်တီတံတုံ့ရန်ခိပမေဝသမိတ်စတုလူအေဇန္ဒအဝဝါဒီအားလုံးပြည့်စုံနိုင်ကြပါစေပြည့်ရစွမ်းပြည့်ပါစေအေးကွာဒီလူတွေမှလည်း တက်ကကို62ထဲမှာ62ထဲမှာကင်မရာမင်းဘဝကတော့ရတိုးသွားတယ်။ဘာလို့လဲဆိုတော့ကင်မရာမင်းဘဝဖြစ်တော့ကာ450က55ကားလောက်ပရေရတယ်။88အရေးခင်းဖြစ်သွားတော့အဲ့ဒါနဲ့ပဲရက်လေရတာပဲ။ဘယ်လိုလုံးကတော့ဒီလက်ထောင်နဲ့လိုက်လိုက်ခဲ့ရတာ။အဘကဇာတိယဟင်္ဒရာလीဆိုတော့ဒီအဲ့ဒီမှာသူတို့နေရာပေးထားတာပေါ့။အဲ့ဒီကနေပြီးတော့တက်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 လာပြီးတော့အဲ့ဒီကနေပြီးတော့ကင်မရာမင်းလက်ထောက်တို့မှာဖြစ်လာတာ။ ခြေမှာလည်းအဆက်ဆက်ကြီးရှိနေတာပဲလက်ထောက်တွေရှိနေတော့ဘုံလည်းတက်လို့မရဘူးတဆင့်တဆင့်ပြီးမှတဆင့်တက်ရတာကိုအဲ့လိုအဲ့လိုဖြစ်လာအဒီအရည်လက်ထောက်အကားတော့မကြည့်နိုင်တော့ဘူးအများကြီးပေါ့နော်အများကြီးပဲမြို့သားတိုးတက်ရေးစတီထောင်တဲ့ကွာဘာအရင်မှစရောက်လာတာပဲအဲ့လိုမြို့ရဲ့ကျော်သူတို့ကုမ္ပဏီကျော်သူတို့အဖိုးကျော်သူအဖေရဲ့အဖေလက်ထက်ကဟုတ်တယ်ဥစ်စ်မောင်ဆိုတာအဲ့သူတို့လက်ထက်တည်း အဲအဲ့ဒါမှအဲ့ဒါမှကျေးဇူးတင်ပါတယ်ကိုနေတို့လည်းအများကြီးမေတ္တာပို့ပါတယ်ဘလို့ပို့တောင်းနဲ့လောက်တဲ့ခိုင်းနဲ့ကျိုးဆောင်တော်တွေလည်းအကုန်လုံးမေတ္တာပို့ပါတယ်အကုန်လုံးကျမ်းမာဖို့ချမ်းသာဖို့ပါတယ်ဟုတ်ပါပြီ